နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပြီးမဲ့ဆောင်းပါးလေးကတော့ဆောင်းပါးရှင်တာဦးရေးသားတဲ့အညာကငလင်ပေးစာကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အညာကငလင်ပေးစာခရီးစားထွက်လာတော့ကထန်းကုံ၃လလောက်ပါဆိုပြီးရန်ကုန်မန္တလေးစကိုင်းမြင်းမူရှောင်းဦးမုံရွာကနေရှစ်တောက်ပွေပေါက်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအနီးအလုံးမျိုးအထိပါရောက်သွားပါတယ် ဒါပေမဲ့ပြတ်မထွက်နိုင်ဖြစ်ပြီးတောင့်တင်နေပါတယ်။တောင့်တင်ရတဲ့အကြောင်းရင်းကပထမကတော့တိုက်ပွဲတွေအကြောင်းဖြစ်ပြီးလက်ရှိကတော့ငလင်အကြောင်းဖြစ်ပါတယ်။မုံရွာနဲ့စကိုင်းကြားနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေစစ်ကောင်စီလက်တပ်ကအကြောင်းမဲ့ပုံကျဲတာတွေလမ်းကစစ်ဆေးရေးဂိတ်တွေမှာပေါ်တာဆွဲတာတွေကြောင့်မုံရွာကနေအပြင်ထွက်လို့သူတွေဟာမုံရွာလေးစိတ်ကနေလေးချောင်းနဲ့မန္တလေးကိုကူးပြီးလိုရခရီးဆက်ကြတာက လုံခြုံပါတယ်။ ဲ့ဒီလမ်းကြောင်းကိုရွေးတာများပါတယ်။အဲ့ဒီလမ်းကြောင်းဟာလည်းရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးနထိုးကြီးမိုင်တိုင်နားမှာတိုက်ပွဲတွေကြောင့်ရန်ကုန်ကူးဖို့ခက်ကုန်ပါတယ်။မပြစ်မနေသွားရမယ့်သူတွေကလွဲလို့တော်ရုံမသွားကြတော့ပါဘူး။ဒါနဲ့မုံရွာကနေမန္တလေးကိုလေကြောင်းနဲ့သွားမန္တလေးကနေရန်ကုန်ကိုကားနဲ့သွားမယ်ဆိုပြီးအစီအစဉ်ဆွဲထားတာမတ်လ28ရက်နေ့မှာပြတ်ပါတယ်။ငလင်ကြောင်းဖြစ်ပါတယ်။ အသေးမိတ်ဆွေတွေကဆိုငလင်ကြောင့်မန္တလေးလေစိတ်ပြတ်လို့ခေးစစ်ဖြတ်သိမ်းနေဆိုပြီးမုံရွာလေစိတ်ကနေပြန်လာရတယ်။တယောက်ကလည်းလန်တဝက်မှာငလင်လှုပ်လို့အိမ်လက်ပြန်လာရတာရှိပါတယ်။တယောက်ကတော့နေချင်းပေါက်ခရီးကို ငလင်ကြောင့်လန်ခုလက်မှာတညအိတ်လိုက်ရပါတယ်။မန္တလေးနေပြည်တော်နဲ့စကိုင်းထက်စာရဲမုံရွာကတိတ်မဆိုးတဲ့အစင်းလောက်လို့ပညာရှင်မဟုတ်ပေမဲ့အဲ့ဒီလိုပဲယူဆပါတယ်။ တိုက်တေအကွဲကုံနာရှိသလိုငလင်းလှောက်ရှားမှုကိုလည်းတိတိတတ်တာကြီးသိရှိရတာကိုတွေ့ပါ နောက်ဆက်တွဲငလင်းအပျော်စားတွေလည်းလှုပ်နေစေဖြစ်ပါတယ်ငလင်းစားလှုပ်ပြီဆိုတာနဲ့လျှက်စစ်မီပြတ်တောက်သွားပါတယ်လှုပ်တာ9မိနစ်ခန့်ကြာပါတယ်စိတ်ပူပြီးဖုန်းနေခေါ်တော့ဖုန်းလိုင်းနေလည်းပြတ်တောက်ကုန်ပါပြီအင်တာနက်မရတော့တဲ့အတွက်ငလင်းပဟိုချက်ကိုလည်းမသိထိခိုက်ပျက်စီးမှုဘလို့ဆိုတာတွေလည်းမသိတည်င်းအချက်လက်တွေလုံးဝမရပဲဖြစ်နေခဲ့ပါတယ် MPD စင်ကတ်တွေကလုံးဝအလုံးမလုပ်တော့ဘဲ Audit ဖုံးကတ်ကတော့ရတချက်မရတချက်ဖြစ်နေပါတယ်။သူပြောတာကိုမကြားကိုပြောတာသူမကြားစကားဆက်ကွန်မှာနှစ်ခွန်းလောက်ပဲဟိုဘက်ဒီဘက်ကြားရပါတယ်။ကိုနေတဲ့အိမ်အရှိအနေလှက်ပက်ကြည့်ရှုတော့နေရံတွေတောက်တန်းတွေတော်တော်အကွဲကုန်ပါတယ်။ငလင်နောက်ဆက်တွဲဒီလာလို့လမ်းမပေါ်ပြစ်ထွက်ရတာကလည်းည9နာရီလောက်အထိပါပဲ။ ပထမဆုံးရန်ကုန်ကမိတ်ဆွေနဲ့အဆက်အသွယ်ရပြီးသူတို့စီမှာတော့အရှိအနီမစိုးကြောင်းပြောပါတယ်။ညဘက်ကျတော့မိုဘိုင်းဒေတာကတဆင့်အင်တာနက်လိုင်းမိလာပေမဲ့ဖတ်ရှင်နာရှာဖတ်လို့မရပါဘူး။ငလင်လောက်ပြီးနှစ်ရက်ကြာတဲ့အထိငလင်ဘဟုချက်ကိုမသိပါဘူး။ရန်ကုန်ကမိတ်ဆွေကိုတတိအဆက်လက်တွေဗိုက်ပါကနေပို့ပေးထားဖို့ပြောလို့အဆက်လက်တွေစာတီးရပါတယ်။စာလောက်ပဲဖတ်လို့ရပြီးပုံနေဗီဒီယိုဖိုင်နဲ့ကြည့်လို့မရဘူး။ အင်တာနက်ရတဲ့အချိန် Viber နဲ့ Telegram နှစ်ခုသာ line ပွင့်ပါတယ်။လျှက်စစ်မီလုံးလုံးပြတ်တောက်နေပြီး mobile phone တွေကိုအသွင်းနဲ့ power bank ကလည်းအာကုန်ပါပြီ။ laptop ကတော့ battery လုံးလုံးမရှိတော့ပါ။သုံးရည်လည်းပြတ်တောက်ပြီးမို့မိဆက်၅ပြီးရည်တင်ခိုင်းရပါတယ်။ငလင်ဆောက်လုပ်ကလေးကပြတ်တောက်သွားတဲ့လျက်စင်မီဟာဧပြီလ၁ရက်ညရောက်မှပြန်ရပါတယ်။ဒါတော့အကုတ်ဝိုင်းပြီးအသွင်းကြရည်တင်ကြဖွင့်ကြလို့လားမသိ Transformer နှလုံး ရှေ့စစ်နောက်စင်ထပောက်괴တာနဲ့မီးပြန်ပြက်နေပြန်ပါတယ်။မိဘဆွေမျိုးသားချင်းမိတ်ဆွေများနဲ့ဖုံးအဆက်အသွယ်မရပါ။အတက်တက်ဖြစ်လဲတယ်လီနောကလိုင်းမိတယ်ဆိုလို့စင်ကတ်တွေရှာဝဲပြီးပြောင်းထည့်ရပါတယ်။မိုင်းတဲလဲလိုင်းမိပေမဲ့စစ်တပ်ပိုင်မှုမတုံ့ကြသလောက်ပါပဲ။အဆက်အသွယ်နည်းနည်းရတော့တရှိုးကလည်းအရှိအနေကောင်းတယ်ဆိုလို့ဝမ်းသာရပါတယ်။တရှိုးကလည်းဆူဆူဝါးဝါးကြုံကြတယ်ဆိုတော့စိတ်မကောင်းပြန်ပါဘူး။ ဖုံးလိုက်ပြန်ပြီးတယ်ဆိုပေမဲ့ရှင်းရှင်းလင်းလင်းမဟုတ်ပါဘူးပြတ်တောင်းပြတ်တောင်းဖြစ်ပါတယ်ဒါကြောင့်တချို့ကိစ္စတွေလိပ်ပတ်လည်အောင်မတိရဖြစ်နေပါတယ်နေပြည်တော်မှာဆွေမျိုးတွေကတယောက်ကတော့မူဂျိုဆီယာမဖြစ်ပြီးကလေးတွေကိုကာကွယ်ရင်းမျက်နှာချက်ကမီးဆိုင်ပြုတ်ကြလို့ခေါင်းကွဲသွားပါတည်းတယောက်ကတော့ဆေးရုံမှာဆရာဝန်နဲ့ရှိန်ထားလို့သွားပြတာဆရာဝန်ပေါ်မလာတာနဲ့အိမ်ပြန်လာခဲ့တာကန့်ကောက်သွားပါတည်း သူပြမဲ့ဈေးရောအောက်ထပ်ပြိုသွားတာဖြစ်ပါတယ်။ဇကိုင်းကအတီတယောက်ကတော့ သူအပြင်သွားနေတော့ငလင်လောက်တာမှသူဖွင့်ထားတဲ့ဆိုင်ပြိုကြပါတယ်။သူအမဝင်တန်းတူနဲ့ဆိုင်ကိုလာတဲ့ဖောက်တဲတော်ဦးတိတ်ဆုံးသွားပါတယ်။သူ့တူမကတော့ဒဏ်ရာရပြီးအာယုံကျော်ထိခိုက်သွားလို့လက်တဖက်မလုံနိုင်တော့ပါဘူးတဲ့။ဘာအကူအညီမှလည်းရောက်မလာပါဘူး။သူစီဖုန်းနဲ့တောက်လျှောက်ဆက်နေပေမဲ့ဧပြီလ2ရက်နေ့မှအဆက်အသွယ်ရပြီးအဲ့ဒီအခြေအနေတွေကိုသိရတာဖြစ်ပါတယ်။ အိမ်အပေါ်တက်မှာငွေနဲ့တန်ဖိုးရှိပစ္စည်းတွေရှိနေတော့တခြားနေရာမသွားနိုင်ပဲပြိုနေတဲ့အိမ်ရှိမှာပဲကားကိုအိမ်လုပ်ပြီးနေရကြ။နောက်ဆက်တွဲငလင်တွေလှုပ်နေတာကြောင့်ပြိုလက်စတိုက်ပေါ်လဲတက်မရှာရဲကြ။အိမ်မှာတိုးလောင်ထားတဲ့စံအိတ်တွေလာယူကြတာလဲမတားဝင်းလို့ပေးလိုက်ရကြောင်းပြောပါတယ်။ပြိုလက်စတိုက်ရှိမှာပဲကားပေါ်အိမ်ကားပေါ်စားနေကြရပါတယ်။စားစရာကိုတော့အရှိအနေကောင်းတဲ့အိမ်တွေကလာပေးတာကိုစားကြရပါတယ်။ အဝိအစားကတော့လဲစရာကို မရှိတော့ဘူးပြောလို့အာကျင်အဝိအထည်တွေဝယ်ရှမ်းထုတ်ပိုးပြီးပို့လိုက်ပါတယ်မဝေးတဲ့ခရီးပင်မဲ့လမ်းအရှိအနေအရာဒီနေ့ရောက်ရှင်ရောက်မယ်မနေ့ပြန်မှရောက်ရှင်ရောက်မယ်လို့ကားလိုင်းကပြောပါတယ်သူဟာကိုပိုင်ကားကိုတိုင်မောင်းပြီးကြော့ကြော့လေးနေတဲ့သူပါစကိုင်းကိုသွားလေရင်အလွန်ဧဝိကျေသူပါကျမအခုတော့လမ်းပေးရောက်နေပြီလို့သူကပြောပါတယ် ဒီဘက်ကအစိုးကြီးမဟုတ်လို့ခေါ်ထားမဲ့ဆိုပြန်တော့လေသူ့အိမ်အပေါ်တက်ကတန်ဖိုးရှိပစ္စည်းတွေနဲ့ငွေတွေက ထားပစ်ခဲလို့စိတ်မရှာရ။အဲ့ဒီတော့တိုက်ပြိုရှိကားထဲမှာနေပြီးသူ့အိမ်သူပြန်ပြီးကင်းဆောင်နေရတယ်လို့ပြောရတော့မှာပဲ။ပြိုလက်ဆသူ့အိမ်ကိုရန်တရားနဲ့ဖော်ဖို့ဆက်သွယ်တော့ငွေကျပ်သိန်း100ပေးရမယ်ဆိုတာနဲ့လက်မှန်ရှာနေရပါတယ်။အင်တာနက်ရတော့ Facebook တခွင်လှည့်ပတ်ကြည့်တော့တရှိုးတိုက်တွေပြန်ဖော်ဖို့သိန်း400အထိတောင်းတာတွေ့ရပါတယ်။ အခုပေါ်ပြတာက မုံရွာကတက်စင်ကိုမိတ်ဆွေအသားအဝိုင်းနဲ့အဆက်အသွယ်ရသလောက်ရေးပြတာဖြစ်ပြီးမန္တလေး၊သခိုင်း၊နေပြည်တော်တို့မှာပြောစရာစကားမရှိအောင်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအများကြီးပါငလင်လုတ်ပြီးနောက်တနေ့မနက်အစောကြီးမှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်ကစက်တက်လေဒီဒဇင်တက်လာပါတယ်ကင်းထောက်ဖို့ဆိုရင် drone လောက်ရတယ်ဆိုတာအတွေ့အကြုံရသိရပေမဲ့စက်တက်လေဒီဆိုတော့စိတ်ထင်ပါတယ် ညာဘက်အင်တာနက်လိုင်းမိချိန်ရှာဘက်တော့ရှောင်းဦးကရွာတရှိုးကိုဘုံကျဲသွားတယ်လို့သိရပါဗျ။ရှောင်းဦးလည်းငလင်တန်ထိထားပါဗျ။လျှင်းစစ်မီနည်းနည်းပြန်ရလာဖုံးစစ်ကတ်တွေလဲထည့်ပြီးတရေအရှက်အလက်တွေပို့တိလာရတော့တော်တော်တုံလုံးမိပါဗျ။လက်တလုံးနေထိုင်တဲ့တိုက်ကလည်းတော်တော်ကြီးကိုအကြောင်းထားနေပါပြီ။အင်တာနက်လိုင်းမိတိုင်းငလင်တဲ့င်းတွေကိုမပြတ်ဖက်နေရပါဗျ။လှုပ်ရှက်ပြင်းရင်ထပြေးဖို့အထုပ်ကလည်းပြင်ထားရပါဗျ။ အင်တာနက်လိုင်းမိတဲ့အချိန်ဖတ်မိကြည့်မိတမျှကြောင့်အဲ့လိုလဲမပြောနိုင်ပါဘူးအဲ့မပြောလို့ခုံပေါ်ထိုင်နေရင်လဲနောက်ဆက်တွဲငလင်အသေးစားတွေကိုတည်နေရပါတယ်ငလင်စိတ်တဆများဖြစ်နေသလားဆိုပြီးအနည်းအနားလူတွေမြေးပြီးအတည်ပြုရပါတယ်ဆရာနာသိမှုကြောင့်ဒုက္ခရောက်နေကြရသည့်အထက်မွေပူရကင်းမောက်ဆိုသလိုငလင်เจ้าမှာရုပ်ဝတ္ထုပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအများကြီးပြန်လည်ထူထောင်ရတော့မှာဖြစ်ပါတယ်။ အကုန်တစ်ကပြန်စားရမယ့်အရှည်အနေပါဂုဏကမိတ်ဆွေပြောသလိုကျမအခုတော့လမ်းပေးရောက်နေပြီဆိုတာမျိုး Facebook ကတယောက်ရေးသလိုဘဝမှာသူများစီကတောင်းစားပလက်ဖောင်းကောင်းအောင်ဓာတ်တိုင်သေးပန်းရတဲ့ဘဝရောက်လိမ့်မယ်လို့မထင်ခဲ့မိဘူးဆိုသူတွေအများကြီးပါအခုအညီရဖို့ကတော့စစ်ကောင်းဆောင်မင်းအောင်လိုက်နဲ့စစ်ကောင်စီကလည်းဟန်ပြပဲဖြစ်ပြီးသူတို့နေပြီးတော့မှကိုကအတော်ထီထားတော့သူတို့ဟာနဲ့သူတို့တင်လက်လယ်မယ်မထင်ပါဘူး နောက်ဆုံးတော့ပြည်သူမှပြည်သူပဲရှိတယ်ဆိုပြီးငလင်ဘေးကနေကုညီယုံထရဖို့ပဲရှိပါတယ်။စောင်းပါရှင်တာဦးသည်ပြည်တွင်းအရှိဆိုင်ဂျာနယ်လစ်တဦးဖြစ်ပါသည်။